ီလိုဆေးကုပေးယုံနဲ့အလစ်စီလို့ပြောလို့ရပါသလားမြင်တွေ့သည်။အကြသည်။တွေမြင်မတော်တိုင်းကြော်မိတော့လေအောင်မင်းပဲလွန်ရကြလိမ့်မယ်ဝချန်တင်းတိတ်မြင့်ရောက်လာတာပြောတယ်နော်မင်္ဂလာပါခင်ဗျာ ဒီဘလော့လေးမှာကျွန်တော်တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့ဒီဗီဒီယိုတဲ့အတိုင်းပါပဲဒီရွှေတကားဆရာတော်ရဲ့ဖေးကုတာပေါ့နော်အဲ့ဒါရဲ့ခုရွာဦးကျောင်းဆရာတော်ဆိုတဲ့ဆရာတော်ရဲ့အမခံတဲ့ဖေးကုမဲ့ဗီဒီယိုလေးဆိုရှယ်ပေါ်မှာတော်တော်များများလူပြောများနေပြီးတော့ဘုန်းကြီးရဟန်းနေဆိုတာဖေးမကုရတဲ့အကြောင်းအဘတ်တဲ့နေဆိုတဲ့အကြောင်းကိုဝေဖန်ကြတာဒီတွေ့ရပါတယ် အဲ့ဒါလေးကိုမြင်တဲ့အခါကျတော့ကျွန်တော်ကဒီဘလော်လေးတော့လုံမယ်ပေါ့ကျွန်တော်စိတ်ကူးပေါ်သွားပါတယ်နေရာတိုင်းမှာဒီဆရာတော်ဘုန်းကြီးတွေအစိကူတာတွေနဲ့ပတ်သက်ပြီးတော့မြင်လိုက်တဲ့အခါမှာစိတ်မကူပါဘူးဆိုပြီးတော့ဒီဘုံဝဥတုံကြက်ချီခတ်လိုက်တာကြီးကြတော့အဆင်မပြေဘူးဗျဒါတော့ကျွန်တော်ကဟိုဘယ်ပုဂ္ဂိုလ်ဆိုတာမျိုးပုဂ္ဂိုလ်ဇွဲနဲ့ကျွန်တော်ကပြောမှာမဟုတ်ပါဘူးဓမ္မဒိဋ္ဌံကြကြပဲဝေဖန်ထောက်ပြမှာဖြစ်ပါတ ျွန်တော်တို့ဖះကမိတ်ဆွေတို့တော်တော်များများပြောနေကြတယ်လို့ဒီဝီနီတိတ်ခါဘုတ်ကြီးနဲ့တစ်ဖက်ပိတ်ပြရကြမှာပညာတာမျိုးမရှိပါဘူးဥပမာပြကျွန်တော်တို့ဒီအမေဆွေရင်တော်မှထိတွေ့တိုင်တွယ်ခွင့်မရှိဘူးဆိုမှကာယတန်တက်ကတိတ်ခါဘုတ်ဆိုပြီးမှဒီကာယတန်တက်ကတိတ်ခါဘုတ်မှာပညာတယ်သို့တော်အမေကျမ်းမာရေးမကောင်းဖြစ်တဲ့အခါမှာဆေးကုပေးရတယ် စေကုပေးတဲ့နေရာမှာစောစောကကာယတန်တက်ကတိတ်ခါဖို့ရအမေကိုထိတွေ့ကင်တွေ့ခွန်းတော့မရှိဘူးသို့တော့အမေညောင်းနေတယ်စသည်ဖြင့်ပေါ့နှိပ်ပြရမယ်နင်းပြရမယ်တာဝန်ရှိရင်ရန်တန်ကအနေနဲ့တော့မရဘူးသို့တော့ဖះကတစ်ဖက်သိမဟုတ်ဘူးခိုးဘက်ကနီးစပ်တဲ့ပုံကိုတယောက်ကိုအဆက်သောဝတ္ထုပစ္စည်းပြီးပြီးတော့မှ ခိုင်းလို့ရတယ်ငှားလို့ရတယ်ပေါ့စသည်ဖြင့်အဲအဲ့လိုမျိုးလက်စွာပြချင်းကိုရောမြတ်ကြီးက နှုတ်နှစ်ဖက်အစဉ်ပြေစေတဲ့သိခါပုတ်တွေကိုပဲပညာတွေရှိပါတယ်ကျွန်တော်ပြောမယ့်နေရာမှာဒီမိတ်ဆွေတို့လည်းတွားပြီးတော့လေ့လာလို့ရအောင်စာအုပ်ကလေးလမ်းညွှန်ပါမယ်ပညာမျိုးကိုးဆောင်တိုက်ဆရာတော်ဘုရားကြီးဗဒ္ဒန္တတောပိတခြေရေးတာခဲ့တော့ဒီဝိနည်းဘဟုတုတ္တပခာတဏီကျမ်းဆိုတဲ့အထက်မှာဆရာတော်ဘုရားကြီးကအသေးစိတ်အချက်လက်တွေနဲ့ရေးထားတာကိုရှိပါတယ်အဲ့ဒါမှတွားပြီးတော့ဖတ်ရှုလို့ရပါတယ်အခုဒီမှာတော့ကျွန်တော်ကအားလုံးကိုအလွတ်မရတဲ့အတွက် data အချက်လက်ကလေးတွေကျွန်တော်ယူခဲ့ပါတယ်အဲ့ဒီအချက်လက်လေးတွေကိုကြည့်ပြီးတော့ကျွန်တော်ပြောပြပါမယ်နော်ဒီဆေးကုခြင်းနဲ့ပတ်သက်ပြီးတော့ကုလဒုတနဒုက္ခအာဘတ်တင့်တယ်ဆိုပြီးတော့ဖျားရှင်ကပြညာခဲ့ပါတယ်အဲ့ဒီရဲ့ခေါင်းစဉ်ရအောင်မှာဘာပါတယ်လဲဆိုရင်ပြည့်ညမဟာဝက်ကဂိလာနာဝိတ္ထုကထာစာမျက်နှာ439မှာဂိလာနာယဟန်တွေကိုပြည့်စုလုံကျွေးတဲ့ပုံကိုယ်တွေတက်ကြွရမယ်ပညာရက် ခုံရံကပေါ့ဗျာငါးချက်ဆိုပြီးတော့ရှိပါတယ်အဲ့ဒီငါးချက်ကဘာတွေလဲဆိုတော့နံပါတ်1ကိုကိုတိုင်ကဖေးကိုဖော်ဆက်တတ်ရပါမယ်တဲ့နံပါတ်2ကြတော့ဒီလူနာနဲ့အဆက်တဲ့ဖေးတို့အစာတို့ကိုရွေးချယ်ပြီးတော့ကျူမူပြုစုတတ်ရပါမယ်နံပါတ်3ကြတော့အတဲ့တဲ့ဖေးတွေအစာတွေကိုရှောင်ရှားပြီးတော့ကျွေးတတ်ရပါမယ်တဲ့ရှောင်ပြရကြမှာတဲ့တာကိုတွေးရမှာပြောတယ်အဲ့ဒီလိုပြုစုလုံကျွေးနိုင်သောဂုံအင်္ဂါရဲ့ ရှိရပါမယ်ဆိုတော့အဲ့ဒီထက်မှာပါရှိပါတယ်နောက်တစ်ခါတိလက်ခံပါဠိတော်မဟာတိလခံအခန်း၉မှာကြတော့ယဟန်တို့ဈေးကူတာနဲ့ပတ်သက်ပြီးတော့မိစ္ဆာဇီဝအသက်မွေးမှုလို့ဘုရားရှင်ကကဲ့ရဲ့ရှုံချခဲ့ပါတယ်ဒီနေရာမှာနည်းနည်းနားရှုပ်သွားမလားမသိဘူးဈေးအတတ်ပညာတတ်ထားတာကိုမိစ္ဆာဇီဝအတတ်ပညာလို့ဘုရားကဟောတာမဟုတ်ဘူးအဲ့ဒီတတ်ထားတဲ့ပညာရက်နဲ့ဘုရားခွင့်မပြုတဲ့ လူတွေကို အခချင်းငွေယူပြီးတော့ကုစားတဲ့ယဟန်ကိုတာလျင်မိဆာစီဘွားလို့အဲ့ဒီလိုဘုရားရှင်ကပြောဆိုခဲ့တာဖြစ်ပါတယ်ရှင်းတယ်ထင်ပါတယ်နော်ဆေးအတက်ကိုပြောတာမဟုတ်ဘူးဆေးအတက်နဲ့ခွင့်မပြုတဲ့ပုံကူတွေကိုကုစားတဲ့အတွက်ကြောင့်မိဆာစီဘွားလို့ပြောတာဖြစ်ပါတယ်ဒီတော့ဘုရားရှင်ကဆေးကုပေးအပ်တဲ့ပုံကူနဲ့ဆေးကုပြီးမပေးရတဲ့ပုံကူပေါ့ယဟန်တွေအနေနဲ့ရှောင်ရံဆောင်ရံဆိုပြီးတော့နှစ်လမ်းခွဲထားတယ်အခုကျွန်တော်ပြောမှာကဒီ ဆေးကုလို့ရတဲ့ပုဂ္ဂိုလ်မြတ်စွာဘုရားရှင်ထားခဲ့တဲ့ပုဂ္ဂိုလ်သည်28ယောက်ရှိပါတယ်အဲ့ဒီ28ယောက်ကလွဲလို့ရှိရင်တော့ယဟန်တန်ကတော့အနေနဲ့လုံးဝဆေးကုပေးလို့မရပါဘူးအဲ့ဒါကိုဆေးကုပေးမယ်ဆိုရင်တော့ကုလဒုတနာဒုက္ကအဘတ်တင်ပါတယ်ဘုရားရှင်ခွင့်ပြုတော်မူခဲ့တဲ့ယဟန်တွေဆေးကုပေးအပ်တဲ့ပုဂ္ဂိုလ်28ယောက်ကိုကျွန်တော်ရေးပြပါနံပါတ်1ဘိက္ခုတဲ့အမျိုးသားယဟန်ဖြစ်ပါတယ် နံပါတ်နဲ့ဘိက္ခုနီတဲ့အမျိုးသမီးဘိက္ခုနီမှဖြစ်ပါတယ်။နံပါတ်3ကတော့တိတ်ခမန်လို့ခေါ်တဲ့တိတ်ခမနာအမျိုးသမီးပုဂ္ဂိုလ်ဖြစ်ပါတယ်။နံပါတ်4ကတော့တာမဏိရလို့ခေါ်တဲ့တာမဏိအမျိုးသားဖြစ်ပါတယ်။နံပါတ်5ကတော့တာမဏိရီလို့ခေါ်တဲ့အမျိုးသမီးမလေးတွေဖြစ်ပါတယ်။အနန္တ၅ပေါ့နန္တ၅ကတော့တာမဏိရီလို့ခေါ်တဲ့တာမဏိအမျိုးသမီးများဖြစ်ပါတယ် နံပါတ်6ကတော့မိမိရဲ့မဲတော်အမိဖြစ်ပါတယ်။နံပါတ်9ကတော့မိမိရဲ့ဖခင်ကြီးတော်အဖေဖြစ်ပါတယ်။နံပါတ်10ကတော့မိမိရဲ့မိဘကိုလုံကျွေးပြုစုနေတဲ့လူတဲ့။ရှင်းမယ်ထင်ပါရဲ့။ယဟန်ရဲ့မိဘကို ပြုစုလုံကျွေးနေတဲ့လူကိုလည်းကုပေးလို့ရပါတယ်။နံပါတ်9ကတော့မိမိရဲ့ဝတ်ကြီးဝတ်ငယ်ကို ဆောင်ရွက်ပေးနေတဲ့လူတဲ့။ အဲ့ဒီလိုပုံကိုကိုလည်းဆေးကုပေးလို့ရပါတယ်။နောက်နံပါတ်30ကတော့တန်ခါးတွေရဲ့ဝေယဝစ္စကိုဆောင်ရွက်ပေးနေတဲ့ပုံကိုတွေကိုလည်းကုပေးလို့ရပါတယ်။နောက်နံပါတ်71ကတော့မကြခင်မှာကိုရင်ဝတ်မယ်လို့ဆရာတော်စီမှာလျှောက်ထားပြီးသားဖြစ်တဲ့ကျောင်းသားမောင်ရှင်လောင်းလေးတွေကုပေးလို့ရပါတယ်။နောက်နံပါတ်72ကတော့ မိမိရဲ့အကိုကြီးပေါ့ကိုယ့်ရဲ့အကိုကြီးကို ကုပေးလို့ရပါတယ်။နောက်နံပါတ်73ကတော့မိမိရဲ့ညီငယ်ကိုကုပေးလို့ရပါတယ်။နောက်နံပါတ်74ကတော့မိမိရဲ့အမအကြီးကိုကုပေးလို့ရပါတယ်။နောက်နံပါတ်75ကတော့မိမိရဲ့နှမငယ်ကိုကုပေးလို့ရပါတယ်။နံပါတ်76ကတော့မိမိရဲ့ဒေါ်လေးကိုကုပေးလို့ရပါတယ်။နံပါတ်79ကတော့မိမိရဲ့ဒေါ်ကြီးကိုကုပေးလို့ရပါတယ်။ နံပါတ်16ကတော့မိမိရဲ့ဘာကြီးဖြစ်သူကိုကုပြီးလို့ရပါတယ်။နံပါတ်19ကတော့မိမိရဲ့ဘာရွေးဖြစ်သူကိုကုပြီးလို့ရပါတယ်။နံပါတ်20ကတော့မိမိရဲ့အရေးတော်ဆက်သူကိုကုပြီးလို့ရပါတယ်။နောက်နံပါတ်21ကတော့မိမိရဲ့ဥကြည်ဥလီကုပြီးလို့ရပါတယ်။ဥကြည်ဥလီနှစ်ဦးပေါင်းမှပင်ကနတစ်ခုပဲပြထားပါတယ်။နောက်နံပါတ်22ကတော့မိမိအကူတွေညီတွေရဲ့အမျိုးသမီးဖြစ်တဲ့ မကြီးတွေခမတွေကိုကုပေးလို့ရပါနောက်နံပါတ်25ကတော့ခရီးဝေးကလာတဲ့ဧည့်သည်ကိုကုပေးလို့ရပါနောက်နံပါတ်26ကတော့တခိုးသမျှတပုံတွေကိုကုပေးလို့ရပါအဲ့ဒါတွေကုမပေးရင်ကုကိုပွဲသိမ့်သွားမှာဖြစ်တဲ့အတွက်ကုပေးခိုင်းပါတယ်အသက်အန္တရာယ်ကြောက်ရပါနောက်နံပါတ်20နဲ့ခွာတော့စစ်ရှုံးလို့ထွက်ပြေးလာတဲ့ ရှင်ဘယင်တို့မင်းပေါ့နော်ဒီထက်မှာတော့မင်းရဲ့အစီအပါပုံကူတွေကိုခုပေးလို့ရပါတယ်အဲ့ဒီ29ဦးကိုရဟန်းတန်ဃာတွေကဆေးကုပေးလို့ရပါတယ်အဲ့ဒီ29ဦးကလွဲပြီးတော့ကုတယ်ဆိုရင်တော့ဆိုရှယ်ဘမဝေဖန်နေကြတဲ့အတိုင်းကုလဒုတနာဒုက္ကအာဘတ်တင့်တယ်လို့ပြောလို့ရပါတယ်ဒါနဲ့မကဆေးကုပေးတဲ့ဘုန်းကြီးတွေကိုပဲအလစ်စီတွေဆိုပြီးတော့ လုံးဝပြော့ပြစ်တာကြီးရလဲမကောင်းပါဘူးဗျာဘာလို့လဲဆိုဒီဆေးကူပြီးတဲ့ထုံကြီးတစ်ပါးကမြတ်စွာဘုရားရှင်ထားခဲ့တဲ့ဘောင်ထဲကစီဝိုင်းထဲကနေကုပေးတာဆိုရင်ဘာအဘမှာဘာအပြစ်မှာမတင်ပါဘူးသို့တော့ဘုရားရှင်ခွင့်ပြုတဲ့28ယောက်ရဲ့ဘောင်အပြင်ဘက်ကိုထွက်ပြီးကုတာဆိုရင်တော့မိတ်ဆွေတို့ပြောတဲ့အတိုင်းကုလဒုတနာဒုက္ခအဘတင်ပါတယ်ဒီလောက်ဆိုရင်ရှင်းမယ်ထင်ပါတယ်ဒါဆိုရင်အခု ဒီဗူဒီယိုထဲမှာတွေ့ရတဲ့ရွှေတကားဆရာတော်တို့အခုအာမခံနဲ့စိတ်ကူပေးဖို့စိန်ခေါ်ထားတဲ့လောင်းကြီးနဲ့စိန်ခေါ်တဲ့ဆရာတော်တို့ကုတဲ့အထက်မှာဖះခွင့်ပြုတဲ့28ရောက်ရဲ့အပြင်ကလူတွေကိုစိတ်ကူပေးသလားမကူပေးဘူးလားဆိုတာတော့တော်လေရုံကလေးနှာစည်းတာကောင်းပါတယ်မိတ်ဆွေတို့စဉ်းစားပြီးတော့ပဲဆုံးဖြတ်လို့ရပါတယ်28ရောက်ရဲ့အပြင်ကိုရောက်သွားပြီဆိုရင်တော့ဒါပါပဲ ဘလော့အစ်စ်ကလေးတွေနဲ့ပြန်လာခဲ့ပါဦးမယ်ခင်ဗျာ